ဇလန်တိုလီတခုမှတရုတ်ဆောင်မိတာကြောင့်အောင်မြင်ဆုံးနေရာကနေကွယ်ပြတ်သွားတော့မဲ့ထိတ်တန့်မင်းသားနှစ်ယောက်ပြည်သက်များလုံးမဲ့မင်္ဂလာပေါင်းဘာမီစဒေလီနျူးစ်ကနေကြေဆွလိုက်ပါတယ်မြန်မာနိုင်ငံမှာနမဲချင်းမင်းသားတချို့ကအနုပညာအလုပ်တွေကိုနားထားကြတဲ့အချိန်မှာဒီမင်းသားနှစ်ယောက်ကတော့အနားမယူဘဲဇက်ကားတွေကိုပြန်ရိုက်ခဲ့ကြပါတယ် စကားတွေပြန်ရိုက်တဲ့အချိန်မှာအောင်မြင်နေပြီးအနုပညာခြေကလည်းတိန်းထောင်ကနန်းအထစ်ကိုဖြစ်သွားတာပေါ့။အောင်မြင်ဖို့ကမလွယ်ကူသလိုအောင်မြင်မှုကိုထိမ့်သိမ့်ဖို့ကလည်းပိုပြီးတော့မလွယ်ကူတာကြောင့်ဒီမင်းသားနှစ်ယောက်ကတော့ထိတ်တန်းမင်းသားနေရာကနေကွယ်ပြောက်တော့မှာပေါ့။နံပါတ်၁နေတိုးနေတိုးကိုပရိသတ်တွေကအနေတီတဲ့နေဆိုပြီးလေးစားခဲ့ကြတယ်ရှင်။အရှုပ်ရှင်းများတဲ့အနုပညာလောကတွေမှာတော့နာမည်ပြတ်မရှိအောင်နေခဲ့တဲ့နေတိုးကမကြသေးခင်ကတော့ဇလန်းတိုးလေးတစ်ခုမှတရုပ်ဆောင်ခဲ့ပါတယ်။ မကြခင်မှာလဲရွေးကောက်ပွဲကိုချင်းပါတော့မှာဖြစ်လို့လူတို့ကိုအသိဉာဏ်နဲ့လင်းလန့်သွားစေခြင်းလို့ပါဆိုတဲ့နေတိုးကခစ်သမိုင်းကိုဒုံဆိုင်မိသူများဇက်ကားထဲမှာဆံဝင်ဖြစ်သေုပ်ဆောင်ချပါတယ်နေတိုးကဒီဇာကာရဲမှာတရုတ်ဆောင်မယ်လို့မထင်ထားတဲ့အတွက်အားလုံးကတော့အန်အောနေကြကဆိုရှယ်မီဒီယာအကောင့်တွေမှာ follower တွေချက်ချင်းထိုးချသွားကြတာပါနေတိုးဟာရခိုင်တိုင်းရင်းသားဖြစ်နေလို့ဒီလိုဇလန်းတွေကိုမရိုက်ဖူးလို့ထင်ပေမဲ့သူကိုယ်တိုင်ကစိတ်လိုလက်ရနဲ့တရုတ်ဆောင်ပေးကြတာပါနေတိုးအကယ်ဒမီရတိုင်းပရိသတ်တွေကပျော်ပြေးခဲ့ကြပေမဲ့အခုတော့ဝေဖန်ခံနေရရင်ရှင့် နေတိုးစကားဆိုရင်မကြည့်ချင်တော့ဘူးဆိုတဲ့အထစ်ကိုဖြစ်လာခဲ့ကြပေမယ့်တစ်ဖက်မှာလည်းသူ့ကိုအားပေးသူတွေကရှိပါတယ်။ဒီလိုစကားမျိုးကိုတရားဆောင်ဖို့ဆိုတာမလွယ်ကူပဲနေတိုးဟာတကယ်ပဲတိုင်းပြည်ချစ်စိတ်ရှိတယ်လို့ချီးကျူးကြပါတယ်။အကယ်ဒမီတွေရောက်ပြီးမှပြောင်းလဲသွားတာမျိုးမဟုတ်ပဲသူ့ရဲ့ပင်ကိုစိတ်ရင်းကနိုင်ငံတော်အချို့ပြုစကားတွေကိုရိုက်ကူးပေးချင်တာကြောင့်နေတိုးလိုအနုပညာရှင်မျိုးမြမြပေါ်ထွက်တဲ့လို့ပြောကြပါတယ်။အားပေးမဲ့သူတွေလည်းရှိပေမယ့်တစ်ဖက်မှာတော့နေတိုးကအားပေးမှုအများဆုံးမင်းသားနေရာကနေနေချင်းညချင်းပြောင်းလဲသွားခဲ့ရပါဘူး။ နံပါတ်2မြင့်မြန်ဇိုးကာရိုက်တာတွေဒါမှကပဲဟာတော့ဇာကားတွေမှာလည်းတရုပ်ဆောင်တက်တဲ့မြင့်မြန်ကအဖေးရဲ့သူများတဲ့မင်းသားတယောက်ဖြစ်ပါတယ်အလူတန်းတွေလုတ်ပေမဲ့လူသီးမခံတက်တဲ့စိတ်ထားလေးကြောင့်ပဲမြင့်မြန်ကိုပို့ပြီးချစ်ခင်ကြတာပေါ့ဒါပေမဲ့မြင့်မြန်ကလည်းဇလန်းတိုလေးမှာပဝင်မိရာကနေအခုတော့ဝေဖန်မှုတွေကိုခံနေရရင်ရှင်မြင့်မြန်ဟာလွန်ခဲ့တဲ့၄နှစ်ကမြင့်မြန်နဲ့မတူတော့ပဲပြောင်းလဲသွားခဲ့တာကြောင့်တစ်ချိန်ကမြင့်မြန်ကိုပဲပြန်လိုချင်နေကြပါတယ် ဒီဇလန်တိုလီမှာမြင့်မြတ်ကပစ္စည်းပို့တဲ့ကောင်းလေးနေရာကနေတရုတ်ဆောင်ထားခဲ့တာပေါ့။နောက်ဆင်လာတိုင်းရုံတင်ဇာကားတွေရှိနေတဲ့မြင့်မြတ်ကအချိန်မအားလက်ပေမဲ့လည်းဒီဇလန်တိုလီရိုက်ကိုဖို့အတွက်တော့တိတက်အချိန်ပေးထားခဲ့ပါတယ်။ ပြည်သူတွေကိုအမျက်မှန်ရစေချင်လို့ပါဆိုတဲ့မျက်မျက်ကိုတော့အရန်အံ့ဩနေကြကသူ့စကားတွေကိုအမပေးမဲ့သူတွေတောင်ရှိပါတယ်။မျက်မျက်ဟာအခြေခံလူတန်းစားတွေရဲ့ဘဝကိုစာနာနိုင်တယ်လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာတော့ဆန့်ကျင်ဘက်ဖြစ်နေတာပါ။တချို့ပြည်သက်တွေကတော့မျက်မျက်ကိုထာဝရအားပေးသွားချင်မှဖြစ်ပြီးဘာပဲလို့လို့နားလဲပေးနိုင်မဲ့သူတွေလည်းရှိကြတယ်ရှင်။မျက်မျက်ကတော့ဝေဖန်မှုတွေကိုဂရုမစိုက်ဖဲယုံတင်စကားအများဆုံးမင်းသားဖြစ်ဆက်လက်ရည်တည်သွားအောင်ပါပါ။မမြဲတဲ့တရားသဘောတွေအရအောင်မြင်မှုဆိုတာကလည်းအများနဲ့မတည်တတ်နိုင်တာကြောင့်အနုပညာရှင်အမြင့်ဆုံးထိတ်တန့်မင်းသားနဲ့ ယောက်ကဝေဖန်ခံရမှုအများဆုံးနေရာကိုရောက်ရှိသွားခဲ့တာပေါ့သူတို့နှစ်ယောက်ကိုပရိသတ်တို့ရောဆက်ပြီးအပြေးသွားမှလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ